ဒီကနေ့ဒီဗီဒီယိုလေးမှာကြတော့ Facebook သုံးတဲ့သူတိုင်းသိထားတင်တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်လာပြီးတော့ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဗာလဲဆိုလို့ရှင်ကျွန်တော်ရဲ့ Facebook အခုလက်ရှိအသုံးပြုနေတယ်။ဒါပေမဲ့လို့ Facebook ကိုသုံးထားတဲ့ Gmail ကလည်းမရှိတော့ဘူး။ဖုန်းနံပါတ်တွေလည်းမရှိတော့ဘူးဆိုလို့ရှင်ကျွန်တော်ဒီ Gmail နောက်တစ်ခုအစ်စ်ကိုဘယ်လို share ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော် share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်လိုက်မယ်ဆိုလို့ရှင်တော့ဒီ Gmail အသစ်ဘယ်လို share ရမလဲဆိုတာကိုသိသွားမှာပဲဖြစ်ပါတယ်။ Okay Facebook တဲကိုဝင်လိုက်ပါ Facebook တဲကိုဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီဘက်မေမျိုးပါလေးကို share နှိပ်ပေးလိုက်ပါမေမျိုးပါလေးကိုနှိပ်ပြီးတော့အပေါ်နှငယ်ဇွဲအောက်မှာကျွန်တော်ဒီ setting and privacy ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်ဒီလူရုပ်ကလေးနဲ့ setting ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပေးလိုက်ပါ โอเคအခုလို့ရလာပြီဆိုတော့ကျွန်တော်ဒီအပေါ်ဆုံးက personal DD ဆိုတဲ့နေရာလေးကိုကျွန်တော်အခုညပြတဲ့နေရာလေးကိုရှင်းနှိပ်ပေးလိုက်ပါโอเคအခုလို့ရလာပြီဆိုတော့အပေါ်နှငယ်ဆွဲအောက်မှာလဲ personal DD ဆိုတဲ့နေရာအခုကျွန်တော်ညပြတဲ့နေရာလေးကိုထပ်နှိပ်ပေးလိုက်ပါโอเคဒီနားမှာကျွန်တော် content info ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုကျွန်တော်ကအပေါ်ဆုံးမှာရှိတယ်ပေါ့နော်အဲ့ဒီနေရာလေးကိုရှင်းနှိပ်ပေးလိုက်ပါ โอเคคอนเทนต์อินโฟနှိပ်ပေးပြီးသွားပြီဆိုရင်เนาะအောက်မှာကျွန်တော်တို့ add new content ဆိုတာရှိပါတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါโอเคဒီနေရာမှာသူမေးထားတာကျွန်တော်တို့ add mobile number လောက add email address ဆိုပြီးတော့နှစ်ခုရှိပါတယ်ကျွန်တော်ကဖုန်းနံပါတ်ထဲမှာဆိုရင်เนาะ add mobile number ကျွန်တော် email ထဲမှာဆိုတော့အောက်က add email address ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကျောင်းက email ချိန်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဘောနော် email address ကိုနေရာမှာဖြစ်ပါတ ။ Okay email address ကိုနှိပ်လိုက်ပြီဆိုလို့ကျွန်တော် enter email address ဆိုပြီးမှသူကပြတယ်။ဒီနေရာမှာကိုအသုံးပြုမဲ့ကျွန်တော်အတိလျှောက်ထားတဲ့အဲ gmail တခုကိုဒီနေရာမှာထည့်ရမှာပဲဖြစ်ပါတယ်။ Okay gmail လေးကထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အဲကိုယ့်ရဲ့ gmail ကိုတခြားသူတွေကိုလည်းမပြပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ gmail ကိုတည်တခြားသူတွေအလွယ်တကူအခိုးယူသွားနိုင်တယ်ပေါ့နော်။အဲကြောင့်မို့အလောက်ရှုပ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ gmail ကိုတယောက်တည်းတည်ထားတာပိုကောင်းပါတယ်။ Okay အခုလို့ပြီးသွားပြီဆိုတော့ကျွန်တော်အောက်က4000ကွက်လေးတွေ့လာမသိဘူးเนาะအဲ့ဒီ4000ကွက်လေးထဲမှာကျွန်တော်ကအမချစ်ချစ်ပြရမယ်ဒါမှသာလေကျွန်တော်ကဒီအောက်ကနေဆိုတဲ့စာတန်းလေးကချစ်ဆက်သွားလို့ရမှာပဲဖြစ်ပါတယ်တကယ်လို့အဲ့ဒီ4000ကွက်လေးတဲကိုအဆက်ကလေးမချဘူးဆိုတော့ဆက်သွားလို့မရဘူး Okay နှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီနေဆိုတာလေးကိုနှိပ်ပြလိုက်ပါ Okay ဒီနေရာမှာကျွန်တော်ဒီထည့်ထားတဲ့ဂျီမေးတဲ့ကိုကုတ်နံပါတ်6လုံး ကြပါလိမ့်မယ်အဲ့ဒီကုတ်နံပါတ်6လုံးကိုကျွန်တော်တို့ကသွားယူရမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီကုတ်အဲ့ဒီကုတ်၆လုံးက Gmail ကိုတွားယူရမှာเนาะဘယ်နေရာမှာတွားယူရမလဲဆိုတာမသိရင် Gmail ကိုတွားယူ Okay ပြီးတော့ပြီဆိုတော့ next ဆိုတာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်ကုတ်၆လုံးထည့်ပြီးသွားရင်เนาะ Okay ဒါဆိုတော့ close ကိုနှိပ်ပေးလိုက်ပါဒါဆိုတော့ကိုယ့်ရဲ့အဲ Gmail က confirm ဖြစ်သွားပြီကိုယ့်ရဲ့ Facebook ထဲကိုရောက်သွားပြီဒါကြောင့်မလိုအပ်တဲ့ Gmail ကိုထုတ်ချင်တယ်ဆိုတော့ဒီနေရာမှာထုတ်လို့ရတယ် အဲမိတ်ဆွေတို့အနေနဲ့ကဒီဂျီမေးကမရှိတော့ဘူးကိုယ့်ရဲ့ဖုန်းထဲမှာမရှိတော့ဆိုရင်ထုတ်လိုက်လို့ရရယ်အခုကျွန်တော်အဲဒီ delete email address ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ဒါဆိုလို့ချင်တော့ကိုယ့်ရဲ့အဲကိုယ့်ရဲ့ဖုန်းထဲမှာမရှိတော့တဲ့ gmail account ကတုံးပြုတ်လို့ရမှလည်းမဟုတ်တော့ဘူးရှိမှလည်းမဟုတ်တော့ဘူးပေါ့နော် okay ဒီနေ့တိုင်းလေးနဲ့ဖယ်လို့ရပါတယ်ကျွန်တော်ကတော့မဖယ်ပါတော့မဖယ်တော့ဘူးပေါ့နော် okay ဒီဗီဒီယိုလေးကကြတော့ gmail အသစ် change နေတဲ့သူတွေအတွက် မတိဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။ Okay အားလုံးပဲစင်ပြေကြပါသည်ခင်ဗျာ။